ဒီဗီဒီယိုကြည့်လိုက်တာနဲ့ကျွန်တော်တို့ substory လုပ်ချင်တဲ့သူတွေအတွက် after effect နဲ့ပတ်သက်ပြီးတော့တော်တော်လေးနားလည်ပါလိမ့်မယ်ဗောနော်အဲ့တော့ဒါကြီးကတော့ after effect မှာစပြီးတော့ဖွင့်မယ်ဆိုလို့ရှိရင်မြင်ရရချင်း ဒါ interface ပဲဖြစ်တယ်ဗောနော်အဲ့တော့ကျွန်တော် YouTube တွေပါတွေ့ကြည့်တယ်ဆိုလို့ရှိရင်တချို့တွေမှာဒါအခက်အခဲတွေရှိနိုင်တယ်ဗောနော် after effect နဲ့ပတ်သက်ပြီးတော့ဒီ interface ကြီးတစ်ခုလုံးမရင်းနှီးသေးတဲ့အချိန်မှာဘယ်ဟာဘာလုပ်မှန်းမသိဘဲနဲ့ဒါရောင်းဝါးတွေဒါဖြစ်နေတတ်တယ်ဗောနော်အဲ့တော့ကျွန်တော်ကဒါ self study လုပ်တဲ့အချိန်မှာလွယ်ကူအောင်လို့ after effect နဲ့ပတ်သက်ပြီးတော့တေချာလေးဒါရှင်းပြပေးမယ်အဲ့တော့ဒီဗီဒီယိုကြည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့က after effect နဲ့ပတ်သက်ပြီးတော့ကိုယ့်အကို self study လုပ်တဲ့အခါမျိုးကြာလို့ရှိလို့ရှိရင်ပို့ပြီးတော့ဒါလွယ်ကူပါလိမ့်မယ်အဲ့တော့ဒီအရာကြီးကတော့ကျွန်တော်တို့ဒါပထမဆုံးမြင်တွေ့နေရတဲ့ interface ပေါ့နော် interface ဒါကြီးကိုတော့ကျွန်တော်တို့ကတိတ်ပြီးတော့ဒါဒီမှာတော့အလွတ်လုဆီရမလို့စပြီးတော့ကျွန်တော်တို့ကအမှားတစ်ချက်နှိပ်လိုက်လို့ရတယ်အဲ့တော့ဒီမှာပထမဆုံးကျွန်တော်တို့ဒါမြင်တွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီဘင်းနာဟာလေးတွေကတော့တယောက်နဲ့တယောက်ပုံစံလေးတွေကွဲကောင်းကွဲနိုင်လိမ့်မယ်တချို့ဟာတွေပါတာတွေရှိသလိုတချို့ဟာတွေမပါတာလည်းရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့က window တွေကနေတွားပြီးတော့ကိုကြိုက်တဲ့ဟာတွေကိုလာပြီးတော့ခေါ်လို့ရသလိုဒါကိုမလိုချင်လို့ရှိလို့ရှိရင်လည်းဒီဘင်းနာအဆက်လေး၃၀ကိုနှိပ်ပြီးတော့ကျွန်တော်တို့က close pan နဲ့ဒါလာပြီးတော့ဖြောက်လိုက်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအများကြီးရှိသမျှ window တွေရဟာတွေအများကြီးခေါ်ရတယ်ဆိုလို့ရှိ င်ကျွန်တော်တို့ကဒီအားလေးကိုနှိပ်ပြီးတော့ close pan နဲ့ light ဖြောက်ပြီးတော့ပို့ပြီးတော့အဆင်ပြေပါတယ် laptop နဲ့အလုပ်လုပ်တဲ့အခါမျိုးကြလို့ရှိရင်ကျွန်တော်တို့ရဲ့ interface ကြီးကပြည့်ကျက်နေလို့ရှိလို့ရှိရင်ဒီ screen ကိုတည်တည်ရှိရှိမမြင်ရပဲဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီလောက်ရှိတယ်ဆိုလို့ရှိရင်ဒါအလုပ်လုပ်လို့ရပြီအဲ့တော့မလိုတာတွေကျွန်တော်တို့ကရှင်းရှင်းလင်းလင်းနဲ့အကုန်လုံးဒါဖြောက်ထားလိုက်တာပို့ပြီးအဆင်ပြေပါတယ် after effect ကိုကြည့်မယ်ဆိုလို့ရှိရင်အပိုင်းလေးလေးပိုင်းတစ်ချက်ခွဲပြီးတော့ကြည့်လိုက်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့အမြင်ရှင်းသွားလိမ့်မယ်ပေါ့နော်အပြာရောင်အကွက်လေးနဲ့မြင်ရတဲ့ဟာကို project pan နဲ့လို့ခေါ်တယ်ပေါ့နော်ကျွန်တော်တို့ထည့်ကျင်တဲ့ဒါ photoshop file နေ audio file နေ PSD တွေ AI တွေ logo တွေဘာတွေဒီထဲမှာလာပြီးတော့ထည့်ရတယ်ဗောနော်အဲ့တော့ဒီကနေပဲတစ်ဆင့် layer panel တွေကိုဆွဲထည့်ပြီးတော့အလွတ်လုပ်မယ်အဲ့တော့ဒါကိုကျွန်တော်တို့က project panel လို့ခေါ်တယ်ဗောနော်ဒါတွေကိုကျွန်တော်တို့ကအောက်ကိုဆွဲထည့်ပြီးွားရင်ဒီမှာကျွန်တော်တို့က layer panel လေးရှိမယ်ဗောနော် layer panel ရဲ့ဒီကနေပြီးတော့ ဒီအထိတာရှိလိမ့်မယ်ဗောနောပြီးွားရင်ကျွန်တော်တို့ကဒီဟာလေးကိုကြာလို့ရှိရင် timeline band တွေလို့ခေါ်တယ်ဗောနော key frame တွေပေးမယ်ဘယ်နှစက္ကန့်မှာဘယ်လို animation မျိုးဖန်တီးမလဲဆိုတာက timeline band တွေမှာလာပြီးတော့ key frame တွေပေးပြီးတော့ဒါဖန်တီးရတာဗောနောဒါကြီးကိုတော့ကျွန်တော်တို့က composition band တွေလို့ခေါ်တယ်ဗောနော animation တွေပြုလုပ်ထားတဲ့အရာတွေဘာတွေအကုန်လုံးကိုဒီမှာလာပြီးတော့ပြနေလိမ့်မယ်အဲ့တော့ဒီမှာကျွန်တော်တို့ကပထမအဦးဆုံးအနေနဲ့မလုပ်အောင်လဲဆိုလို့ရှိရင် composition စပြီးတော့အရေးဆုံး ခေါ်ရမယ်ပေါ့နော်အဲ့တော့ composition ခေါ်မယ်ဆိုလို့ရှိရင်နှစ်ခုတွေ့ရလိမ့်မယ်ကိုယ်ပိုင် motion graphic တခုဖန်တီးมาဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က new composition ကိုပဲအစပြီးအလုပ်လုပ်မယ် clip တစ်ချက်ချလိုက်မယ်ပြီးရင် composition နိုင်နေရမှာတော့ဒါကိုပေးခြင်းတဲ့နာမည်ဒါပေးလို့ရတယ်ဒါပေမဲ့ motion graphic တွေဘာတွေလုပ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ရမှာလဲဆိုတော့ final နေနဲ့ runner ချရမှာဘူးเนาะအဲ့တော့ကြောင့်မလို့ကျွန်တော်ကတေချာစနစ်တကျလုပ်တတ်တော့အောင်လို့ final name ကိုတခါရဲအမြဲတမ်း default အနေနဲ့ဒါ runner ဆိုပြီးရောပဲတစ်ချက်ဒါပေးလိုက်မယ်ပေါ့နော် preset မှာဘာလုပ်ရမှာလဲဆိုလို့ရှိရင်ဘာမှလုပ်เสียမလို့ပါဘူးကျွန်တော်တို့ကဒါ width နဲ့ height ကိုလာ ပြီးတော့ရွေးမယ်ပေါ့နော်ဒါကတော့ကိုကဘလောက်လောက်ချင်လဲပေါ့ဒါ square pixel သွားချင်တာလား45 ratio သွားချင်တာလား69လား960လားဒါကတော့ကိုကြိုက်တာရွေးလို့ရတယ်အဲ့တော့ကျွန်တော်ကတော့ဒီမှာ1920 1080ဆိုတဲ့69 ratio လေးကိုတစ်ချက်ရွေးလိုက်မယ်ပေါ့နော်ပြီးွားရင်ဘာလဲဆိုတော့ frame rate နဲ့ပတ်သက်ပြီးတော့စပြီးတော့ရွေးချေရအောင်မယ်ပေါ့နော်အဲ့တော့ကိုက frame rate ဘလောက်နဲ့လုံးပါလဲ29.97ရွေးလို့ရတယ်30ရွေးလို့ရတယ်ကျွန်တော်တို့က60ရွေးလို့ရတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့က frame rate ကို30နဲ့ပဲအလုံးလုံးမယ်ပြီးွားရင် resolution ကတော့ဒါကတော့ပြဿနာမရှိဘူး full ပဲထားလိုက်လို့ရတယ်ပြီးရင် step time ကလည်းများ ားသောအားဖြင့်ကျွန်တော်တို့က0ကနေစမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာမှလုံးစီရမလို့ဘူးပေါ့နော်အဲ့တော့ဒီမှာ duration ဒီမှာကောဘယ်နဲ့ second သွားကျင်တာလဲပေါ့အဲ့တော့ပထမအဦးဆုံးကျွန်တော်တို့တွေ့ရတဲ့တုံ့ပြန်တစ်လုံးကဘာလဲဆိုလို့ရှိရင်သူကဒါနာယူပြောတာပေါ့နော်အဲတနာရီလုံးမှာလား DV က2နာရီကြာမှာလားအဲ့လောက်တော့ဒါ motion graphic မှာတိတ်ပြီးတော့လုံးလိမ့်မရှိဘူးအဲ့တော့ရှေ့မှာဘာလဲဆိုတော့ကျွန်တော်တို့ကဒါ minute ပေါ့တစ် minute လုံးချင်တယ်ဆိုလို့ရှိရင်1လို့ရိုက်ထည့်လိုက်လို့ရပါတယ်ကိုဘယ်လောက် second လုံးမလဲပုံမှာမူတည်ပြီးတော့ဒါအသုံးပြုလို့ရတယ်30ဆိုတာတော့ဒါ second 30လို့ပြောချင်တာပေါ့နော် second 30လုံးချင်ရင် second 30 second 60လုံးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က second 60 ယ်လာပြီးတော့ yay ထည့်လို့ရတယ်ဗောနော်ဒီနောက်ကဟာတော့ကျွန်တော်တို့က frame ပေါ့ frame ဆိုတာကတော့ကျွန်တော်တို့ရွေးချယ်ထားတဲ့ frame rate ပုံမူတည်ပြီးတော့ frame rate 30ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ frame ကြီး30ရှိနေမယ်တစ်စက္ကန့်မှာ30ရှိနေမယ်60ဆိုလို့ရှိရင်တော့တစ်စက္ကန့်မှာဒါ60ရှိနေမယ်ဗောနော်ကို့အနေနဲ့ဒီ duration တွေဘာတွေကိုဒီလိုမျိုးတစ်ခုချင်းဒီစက္ကန့်30လောက်ချင်းနေဆိုလို့ရှိရင်ဒီကြားတွေတွေကိုကျွန်တော်တို့က select လိုက်ပေးပြီးတော့လောက်ရတာအဆင်မပြေဘူးဗောနော်ကွာစက္ကန့်30လောက်ချင်းနေဆိုလို့ရှိရင်အကုန်လုံးကို select ပေးရစက္ကန့်30ရလာအနောက်မှာတုံညာနှလုံးရလာရင်ကျွန်တော်တို့က under တစ်ချက်ခောက်လိုက်ရင်ဒါစက္ကန့်30ကျွန်တော်တို့ဒီမှာရပါပြီဗောနော်10မိနစ်10မိနစ်ဆိုလို့ရှိ င်ဒီမှာလာပြီးတော့10မိနစ်တစ်တီပါလေဆက်လက်ပြီးမရိုက်ချင်ရတယ်အကုန်လုံးကို second 60လို့ရလဲမယ်အနောက်ကနေပြီးတော့၃ညာနှလုံးရိုက်လိုက်တာနဲ့10မိနစ်ရပါပြီ ဲ့တော့ background color ကဘာလဲဆိုတော့ကို့အနေနဲ့ဒါ preview screen ကိုဘယ်လိုမျိုးကြည့်ကျင်တာလဲပေါ့နော် motion graphic လုပ်တယ်ဆိုလို့ရှိရင်နောက်ခံ background ကြီးကဘယ်လိုပုံစံမျိုးမြင်နေရလဲဆိုတာကိုကျွန်တော်တို့ကပြောကျင်တာအမဲပဲသွားပါတယ်အဖြူတွေဘာတွေသွားတယ်ဆိုရင်တော့မျက်လုံးနည်းနည်းလေးဒါစူးနိုင်တယ်ပေါ့နော်ပြီးရတယ် okay နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ခေါ်လာတဲ့ composition ရစပြီးတော့ရသွားပြီပြီးရင်ဘာလဲဆိုတော့ project panel ထဲမှာလည်းတခါလေ render ဆိုပြီးတော့ကျွန်တော်တို့ကဝင်သွားပြီပေါ့နော်အဲ့တော့ဒီ composition panel ကြီးကိုကျွန်တော်တို့က scroll wheel လေးလှိမ့်ပြီးတော့ shape ကိုတွန်းလိုက်တယ်ဆိုလို့ရှိရင်သူဒီပို့ပြီးတော့ကြီးလာတယ်အနောက်ကိုဆုပ်လိုက်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဒါသေးသွားတယ် င်ပေါ့နော်အဲ့တော့ကိုကလူတိုးပို့ short ကိုဒီမှာလာပြီးတော့အချုံအချင်းနဲ့လာပြီးကြည့်လို့ရတယ်လို့ fit to 100%လောက်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်လို့အဆင်ပြေမဲ့ဒီ screen နဲ့ fix အနေထားကိုသူကရပါတယ်ပေါ့နော်အဲ့တော့ဘေးနားမှာရှိတဲ့ကျွန်တော်တို့က resolution ပေါ့ resolution မှာတော့အစစပိုင်းမှာတော့ကျွန်တော်တို့က full ထားရတာတော့အဆင်ပြေတယ်ဒါပေမဲ့နောက်ပိုင်းမှာကိုယ်အနေနဲ့ project တွေကများလာပြီး layer တွေကလည်းများလာပြီးလောကကင်ရတာနည်းနည်းလေးလေးလာပြီးဆိုလို့ရှိရင်ကျွန်တော်တို့က quarter ကိုချပြီးတော့ကြည့်လို့ရတယ်ဒါပေမဲ့ quarter ပြောင်းလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့မြင်ရမယ့် preview တွေအရန်ဝါနေလိမ့်မယ်ပေါ့နော် have to တတ် ုံနဲ့နည်းနည်းလေးအဆင်ပြေသလိုဒါ adjust လုပ်ပြီးကြည်လို့ရတယ်ဗောနော်ဒီလောက်နားလည်ထားတယ်ဆိုလို့ရှိရင်တော့ဒီကန်နာကတော့ကျွန်တော်တို့အဆင်ပြေပြီဒီမှာစပြီးတော့ဒါအလုပ်လုပ်မယ်ဗောနော်အဲ့တော့ကို့အနေနဲ့ဘာကိုလုပ်ချင်တာလဲ shape ကိုလုပ်ချင်တယ်ဆိုလို့ရှိရင်အပေါ်မှာကျွန်တော်တို့ကဒါ two span နဲ့ဆိုပြီးရှိတယ်ဗောနော်အဲ့တော့ဒီ two span နဲ့မှာကိုက shape ကိုလုပ်ချင်တယ်ဆိုလို့ရှိရင် shape layer ကိုလာပြီးတော့ထောက်ပေးလိုက်ကို့အနေနဲ့ shape ကိုယူပြီးွားရည်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုမျိုးဆွဲမှာလဲ နော်ရှစ်ဖိပြီးတော့ဆွဲရတယ်ဆိုလို့ရှိရင်ရှိတ်ကကျွန်တော်တို့ဒါ၄တောင်းအတိအကျရတယ်ဗောနော်တကယ်လို့ကိုကရှစ်မဖိဘူးဒီတိုင်းပဲဆွဲမယ်ဆိုလို့ရှိလို့ရှိရင်တော့ကျွန်တော်တို့ကကိုလိုချင်တဲ့ပုံစံမျိုးလာပြီးတော့ဒါဆွဲလို့ရတယ်ဗောနော်အဲ့တော့ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ shape layer တစ်ခုလေးယူလိုက်မယ်ပြီးရင်ကျွန်တော်တို့ကသူနဲ့ဆက်ဆက်တဲ့အရာတစ်ခုပြည့်တဲ့ဘာလဲဆိုတော့ fade နဲ့ stroke ကိုလာပြီးတော့ရွေးချယ်ပေးဖို့လိုအပ်ပါတယ်အဲ့တော့ fade နားမှာရှိတဲ့အနီရောင်ကဘာလဲဆိုလို့ရှိရင် color ကိုကျွန်တော်တို့ကပြောတာဗောနော်ဒီကောင်ကိုတစ်ချက်နှိပ်ပြီးွားလို့ရှိရင်ကျွန်တော်တို့ကသူ့ color ကိုဘယ်လို color မျိုးသွားမလဲဆိုတာကိုကျွန်တော်တို့ကဒီမှာလာပြီးတော့ရွေးချယ် ို့ရတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာအပြည့်အောင်လေးတစ်ချက်ယူထားလိုက်တယ်အဲ့တော့ stoke ပေါ့နော် stoke ကိုကျွန်တော်တို့ကဒီမှာအဖြူအောင်ရေးထားတယ် stoke ရဲ့ width ကိုကျွန်တော်တို့ကဒီမှာနှစ်ဆိုပြီးရေးထားတယ်ပေါ့နော်တကယ်လို့ကိုယ်အနေနဲ့ stoke မထည့်ခြင်းဥပါကြကြလို့ရှိရင်ဒီ stoke ဆိုတဲ့စာလေးကိုကျွန်တော်တို့ကကလစ်တစ်ချက်ချပြီးသွားလို့ရှိရင်ပထမအဦးဆုံး nan ဆိုတဲ့ပေါက်လေးကိုရာပြီးတော့ရွေးချယ်လို့ရတယ်ပြီးရင် okay တစ်ချက်နှိပ်လိုက်ရင်ကျွန်တော်တို့ဒီမှာ stoke ကိုချစ်သွားရေပေါ့နော်ဒါဆိုလို့ရှိရင်မပါတော့ဘူးအဲ့တော့ရှိတ်ကြီးပဲကျွန်တော်တို့ရမယ်သူ့ကိုလာပြီးတော့ဒီမှာကျွန်တော်တို့ဆွဲလို့ရပါတယ်ပြီးရင်အရေးကြီးဆုံးအချက်ကဘာလဲဆိုတော့ anchor point anchor point ကိုများသောအားဖြင့်ကျွန်တော်တို့ဆက်ဆောက်အောင်ဆွဲတဲ့ချိန်ကြလို့ရှိရင် အလဲမှာလာပြီးတော့ထားလို့ရတယ်ဗောနော်အဲ့တော့ anchor point ကိုအလဲမှာထားတဲ့အလွယ်ဆုံးနေရာတော့ကျွန်တော် control order home ဆိုပြီးတော့ click တစ်ချက်ချလိုက်တယ်ဆိုလို့ရှိရင် anchor point ကဘယ်နေရာရောက်နေရောက်နေဗောနော်အလဲဆန်တော့တိုင်းပြီးတော့ကတ်သွားပြီဒါပေမဲ့လို့ကျွန်တော်က shape layer ကြီးကိုဆွဲခြင်းလို့ဆွဲရတာဖြစ်တဲ့အတွက်ကြောင့်မလို့ shape layer ရဲ့အလဲဆန်တာအတိကိုကြကြင်မှာကြားမယ်အဲ့ကြရင်ကျွန်တော်တို့ဘာလုပ်လဲဆိုတော့လွယ်ပါတယ် control နဲ့ home key လေးတစ်ချက်နှိပ်လိုက်တာနဲ့သူဒီအလဲဆန်တာကိုတန်းပြီးတော့ကြာသွားပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ shape layer တစ်ခုစပြီးတော့ရောက်သွားပြီဗောနော်ဟုတ်ပြီအဲ့တော့ပထမအဦးဆုံးဒီမှာ tools bar ကိုပြင်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရွေးချယ်ထားတာဘာ ါလဲဆိုလို့ရှိရင်ဒါဒီ selection tool ပေါ့နော် selection tool ဆိုတာကတော့ကျွန်တော်တို့ကကိုထားထားတဲ့ object တွေကိုလာပြီးတော့ဒီမှာ click တစ်ချက်ချပြီးတော့ဒါရွှေ့တာပြည့်တာလုပ်လို့ရတယ်ချုပ်တာချဲ့တာကျွန်တော်တို့ကဒါလုပ်လို့ရတယ်ပေါ့နော်နေရာပြောင်းလို့ရတယ်အချုပ်အချဲ့လုပ်လို့ရတယ်ဒါဒီကျွန်တော်တို့ကဒါ selection tool အဲ့တော့ဘေးနားမှာရှိရပါလဲဆိုလို့ရှိရင်ဒီကော hand tool ပေါ့နော်သူ့ရဲ့ shortcut က h hand tool ဆိုတာကဘာလဲဆိုတော့ composition ကိုဘယ်ရွှေ့လိုက်ညာရွှေ့လိုက်ဒါလိုအပ်တယ်လို့မျိုးဒါရွှေ့လို့ရတယ်ပေါ့နော်ဘယ်သူမှတော့ဒီအရာကြီးကိုလာပြီးတော့ဒီ hand tool ကိုမသုံးပါဘူးကျွန်တော်က space bar ကိုနှိပ်ပြီးွားလို့ရှိလို့ရှိရင်ကိုလိုချင်သလို click ချပြီးကျွန်တော် တို့ကရွှေ့လို့ရတယ်ဒါဆိုလို့ရှိရင်ပို့ပြီးတော့ဒါမြန်တယ်ပေါ့နော်ပြီးွားရင်ဗာလဲဆိုတော့ဒီမှာ zoom 2ပေါ့နော် zoom 2ကတော့ကျွန်တော်တို့ကကလစ်ချက်ချလို့ရှိရင်သူဒီပို့ပြီးတော့ကြီးလာတယ် order လေးဖိပြီးွားလို့ရှိရင်ကလစ်ချက်ချရင်တော့ original အနေထားကိုပြန်ပြီးတော့တေးသွားတယ်ဒီကလည်းအတူတူပါပဲကျွန်တော်တို့ကလာပြီးတော့သုံးလေးမရှိပါဘူးဗာလဲဆိုလို့ရှိရင် score wheel လေးနဲ့ပဲအလုပ်လုပ်မယ်ဒီမှာဆိုလို့ရှိရင်ညာဘက်ရောက်နေတယ်ဘယ်ဘက်ချက်ကိုပြန်တိုးကျင်တယ်ဆိုလို့ရှိရင် spare bar လေးတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ကလာပြီးတော့ဆွဲပြီးလို့ရတယ်ပေါ့နော်အဲ့တော့ဒီပေးနာမှာဗာလဲဆိုလို့ရှိရင်2လေး3ခုကကျွန်တော်တို့ကမျက်လုံးလေးခဏမှိတ်နေတယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ကလောလောဆယ်မှာသုံးလို့မရ သေးဘူးဘာလို့သုံးလို့မရသေးလဲဆိုတော့ကျွန်တော်တို့ကကင်မရာခေါ်တော့မှသုံးလို့ရမယ်ပေါ့နော်အဲ့တော့သူဒီကင်မရာနဲ့သက်ဆိုင်တဲ့ tool သုံးခုဖြစ်ပါတယ် rotation tool ပေါ့နော် rotation tool rotation tool ကိုကျွန်တော်တို့ရွေးပြီးွားလို့ရှိရင်ကိုယ့်ရဲ့ shape ကိုဒါ shape ပဲဖြစ်ဖြစ် object ပဲဖြစ်ဖြစ်ဘယ်ရမဆိုကျွန်တော်တို့ကဒါလှည့်လို့ရတယ်ပေါ့နော်သူ့ရဲ့ shortcut ကတော့ဒါ w okay အဲ့တော့ဒီမှာလာပြီးတော့လှည့်လိုက်လို့ရပါတယ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလဲဆိုတော့ anchor point အရင်ကိုအရေးကြီးပါတယ် shape ဒီ scale ကြီးတဲ့အခါမျိုးမှာကြာလို့ရှိလို့ရှိရင်ကျွန်တော်တို့က anchor point ပေါ်မူတည်ပြီးတော့ပဲကြီးရပါတော့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က anchor point ကအလယ်ဆန္ဒမှာရ ောက်နေတယ်။ scale အနေနဲ့ x ဆိုတဲ့ shortcut လေးတစ်ချက်ယူပြီးပါလို့ရှိရင် scale ကိုကြီးတာသေးတာတစ်ချက်လုပ်ပြမယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ကအလဲဆန်းနာဘဟုပြုပြီးတော့ပဲသူကဒါကြီးတာသေးတာမျိုးဒါဖြစ်နေတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ကဒီ anchor point ကို control လုပ်တဲ့ tool ပေါ့နော်။တနည်းပြောရမယ်ဆိုလို့ရှိရင်ဒါ pan behind tool ပေါ့။အဲ့ဒါလေးကိုရွေးပြီးပါလို့ရှိရင်ကျွန်တော်တို့က anchor point ကိုဒီဘက်တောင်လေးကိုလာပြီးတော့ control လေးဖိပြီးတစ်ချက်ကတ်လိုက်မယ်ပေါ့နော်။ဒါဆိုလို့ရှိရင်သူဒီဘက်တောင်ရောက်သွားပြီ။အဲ့ကြောင့်ကျွန်တော် scale ကြီးတာသေးတာဒီဘာဖြစ်လဲဆိုတော့သူဒီဒီဘက်တောင်ဘဟုပြုပြီးတော့ပဲဒါကြီးတာသေးတာမျိုးလုပ်တယ်ပေါ့နော်။အဲ့တော့ animation တွေပါလေလုပ်တဲ့အခါ ံပေးကြလို့ရှိရင်ကို့အနေနဲ့ကအဲဘယ်လိုမျိုးအနေအထားမှာသွားကျင်လဲပေါ့နော်ပိုလိုချင်တဲ့ဟာကိုဘ ਹੁ ပြုပြီးကြီးတာသေးတာလုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က anchor point နေနဲ့လာပြီးတော့ adjust လုပ်ပေးဖို့လိုအပ်ပါတယ်ဒီလိုစန္ဒာပြန်ထားခြင်းရော control order ဟုတ်နေလိုက်မယ်စန္ဒာရောက်သွားပြီ anchor point က control ဟုတ်ပြန်နေလိုက်ရင်တော့ shape ကစန္ဒာပြန်ရောက်သွားပြီပေါ့နော် okay ဘေးနားမှာရှိတာကတော့ကျွန်တော်တို့ကဒါ shape 2 shape 2ကိုဖိထားလိုက်မယ်ဆိုလို့ရှိရင်ဒါ shape 2နဲ့ပတ်သက်ပြီးတော့ option တွေအများကြီးကျွန်တော်တို့ရွေးချယ်လို့ရပါသေးတယ်ဘေးနားမှာရှိတာကတော့ကျွန်တော်တို့ကဒါ pan 2ပေါ့နော် pan 2ကတော့ဒါကိုကြိုက်တဲ့ shape ပုံစံမျိုးတွေကျွန်တော်တို့ကဒါ pan 2နဲ့လာပြီး ော့ဆွဲလို့ရတယ်။ Okay လောလောဆယ်တော့ဒါမသုံးသေးဘူးပေါ့နော်။ပြီးွားရင်ဘာလဲဆိုတော့ဒါ test 2 test 2ကတော့ဒါစာရီပါတယ်ကျွန်တော်တို့ဒါရိုက်တာပေါ့နော်။ brush 2 clone stamp 2ပေါ့နော်။ eraser 2အဲ့တော့ဒီသုံးခုကတော့ကျွန်တော်ကတော့ဒါသိပ်ပြီးတော့သုံးလို့မရှိဘူးပေါ့နော်။အဲ့တော့ဒီကဘာလဲဆိုလို့ရှိရင် roto brush 2 roto brush 2ကတော့ကျွန်တော်တို့ကဒါ object တွေပါတွေဖြောက်တဲ့ compositing ကဏ္ဍမှာပဲဒါလာပြီးတော့သုံးတယ်ပေါ့နော်။ဒီအားလေးတွေကိုတီချာလေးသူ့အားလေးနဲ့သူတိသွားပြီဆိုလို့ရှိရင်စပြီးတော့ကျွန်တော်တို့ကဒါအလုပ်လုပ်လို့ရပါပြီ။အဲ့တော့ဒီမှာ shape layer ကိုစပြီးတော့ animation လေးတစ်ခုစပြီးတော့လုပ်ကြည့်လိုက်မယ်ပေါ့နော်။အဲ့တော့ shape layer ကိုကျွန်တော်တို့ကပြန်ပြီး ော့ဆွဲပါမယ်ဒီမှာ shape layer ကိုကျွန်တော်တို့ကဖိချရမယ် rectangle tool လေးတစ်ချက်ယူပြီးပါလို့ရှိရင်ကျွန်တော်က color တစ်ချက်အရင်ယူလိုက်မယ်ပေါ့နော် okay ပြီးွားရင်ကျွန်တော်ကဘာလုပ်မလဲဆိုလို့ရှိရင်ရှစ်မဖိဘဲနဲ့ဒီလိုမျိုးနည်းနည်းရှည်ရှည်လေးတစ်ချက်လောက်ဒါဆွဲလိုက်မယ်ပေါ့နော်ပြီးွားရင် anchor point ကဘာဖြစ်နေလဲဆိုလို့ရှိရင်ရောက်ချင်တဲ့နေရာမှာကျွန်တော်တို့ကဒါရောက်နေတယ်အဲ့တော့အဲ့လိုမျိုးကျွန်တော်မလိုချင် control order home နဲ့ anchor point ကိုအလဲဆန္ဒပို့လိုက်မယ်ပြီးရင် control home နဲ့ shape layer ကြီးကိုကျွန်တော်အလဲဆန္ဒတစ်ချက်ပို့လိုက်မယ်ပေါ့နော်ပြီးွားရင်တော့ကျွန်တော် move to shortcut လေးတစ်ချက်ယူထားလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့က shape layer ကိုအရာလေးဖွင့်ထားတာကိုပြန်ပြီး ီးတော့ပိတ်တဲ့လူရတယ်ဗောနော test 2လေးတစ်ချက်ယူလိုက်မယ် gallery တစ်ချက်ချမယ်ပြီးရင်ကိုရိုက်ချင်တဲ့စာလာပြီးတော့ရိုက်လို့ရတယ်ဗောနော်အဲ့တော့ motion graphic ပေါ့ထားပါတော့နော်ပြီးွားရင်ကျွန်တော်တို့ကဘာလဲဆိုတော့ character ဆိုတဲ့နေရာကိုလာပြီးတော့ရွေးချယ်ရမယ်အဲ့တော့ character ကတော့တယောက်နဲ့တယောက်ရှိတဲ့နေရာအတူချင်မှတူမယ်ဒီ area ကိုကျွန်တော်တို့က adjust လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရှိတဲ့နေရာမှာ character ကိုကျွန်တော်တို့ကရွေးချယ်တာဖို့လူတယ်ဗောနော်ပြီးရင်တော့ကျွန်တော်တို့ကကိုလိုချင်တဲ့ font တစ်ခုကိုလာပြီးရိုက်ပြီးရွေးလို့ရပါတယ်ပြီးရင်သူ့ကို size adjust လုပ်လို့ရတယ်ဒီမှာဗောနော်ထားပါတော့ကျွန်တော်100လောက်ပေးလိုက်မယ်ကာလာတွေပါလေလာပြီးတော့ဒါ change လို့ရတယ်ကာလာအမဲတစ်ချက် ်ထားမယ်သူ့ကိုလည်းအဲ့တိုင်းပဲကျွန်တော်က control alter home control home နှိပ်ပြီးစန်တာကိုလုံးဝတာပို့ချလိုက်မယ်ဒါဆိုလို့ရှိရင်ဒီလိုပုံစံမျိုးလေးကျွန်တော်တို့ရပါပြီဗောနော် all cap အကုန်လုံးကိုကြီးလိုက်တဲ့ပုံစံမျိုးလေးတစ်ချက်လုပ်ချင်တယ် ပြီးရင်နည်းနည်းလေးဖောက်အောင်ပြန်ပြီးတော့သေးမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကဘာလုပ်လဲဆိုစကိုဝီးလေးနှိပ်ပြီးသူ့ကိုနည်းနည်းလေးအဲဒီလိုလေးနည်းနည်းလေးကြီးလိုက်မယ်ပေါ့နော်ပြီးရင် space bar လေးနဲ့နည်းနည်းလေး adjust လိုက်ပြီးတော့လှုပ်ပေးလို့ရပါတယ်အဲ့တော့ကျွန်တော်က animation လေးစပြီးတော့လုပ်မယ်ပေါ့နော် animation စပြီးလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာကရေးဘူးအဖြစ်ကျွန်တော်တို့မှာရွေးချယ်စရာ၄ခုရှိတယ်ပေါ့နော် shortcut p နှိပ်ပြီးတော့ကျွန်တော် position ကိုအပေါ်ရွှေ့လို့ရတယ်ဘယ်ညာဒါသွားလို့ရတယ်ပေါ့နော်ပြီးွားရင်ကျွန်တော်က x ဆိုတဲ့ scale ရှိတယ်ကြီးလို့ရတယ်ကျွန်တော်တို့ကဒါသေးလို့ရတယ်ပြီးွားလို့ရှိရင်ကျွန်တော် t ဆိုတဲ့ opacity ရှိတယ်အမှန်ရနေပြီးတော့ဒါလင်းလာတယ် လင်းရနေပြီးတော့ပျောက်သွားတဲ့ပုံစံမျိုးကျွန်တော်တို့ဖန်တီးလို့ရပါတယ်ပြီးရင် rotation r ဆိုတဲ့ဒါ rotate လှည့်တာကျွန်တော်တို့ကဒါရှိနေမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာသူ့ animation လေးစပြီးတော့ဖန်တီးမယ်ဆိုလို့ရှိရင်ဗာလဲဆိုတော့ scale နဲ့ animation စပြီးတော့ဖန်တီးမယ်ပေါ့နော် shape layer ဘယ်ဘက်အချမ်းနေပြီးညဘက်အချမ်းကိုပွင့်လာတယ် ပြီးတော့မှကျွန်တော်တို့ဒီ motion graphics ဆိုတဲ့ text animation တွေတခုပေါ်လာတဲ့ပုံစံမျိုးလေးတစ်ချက်ကျွန်တော်တို့လုပ်ကြည့်မယ်ပေါ့နော်အဲ့တော့ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့က shape layer မှာကျွန်တော်တို့က scale လေးတစ်ချက်ယူလိုက်မယ် x ဆိုတဲ့ scale လေးတစ်ချက်ယူလိုက်မယ်ပြီးရင်ကျွန်တော်တို့ကဒီအောင် short ချလိုက်တယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့စုံရင်းကြီးတာသေးတာမျိုးကြီးဖြစ်နေတယ်ပေါ့နော်အဲ့ဒါဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ link လေးကိုလာပြီးချိန်ထားလို့အဲ့တော့ link ချိန်ထားရဲဆိုလို့ရှိရင်သူကအဲ့လိုမျိုးကြီးရဲ့သေးရဲဆိုလို့ရှိရင်သူကစုံရင်း ကြီးတဲ့သေးတယ်ဗောနော်လင့်ကိုတစ်ချက်ဖြုတ်လိုက်မယ်အဲကြလို့ရှိရင်ကျွန်တော်တို့ကကြီးတာသေးတာဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ကိုယ်အနေနဲ့ဒီလိုမျိုးဘယ်ညာကျွန်တော်တို့သေးလို့ရတယ်ကြီးလို့ရတယ်ဒါဆိုလို့ရှိရင်ဒါအပေါ်အောက်ကြီးလို့သေးလို့ရတယ်ဗောနော်အဲ့တော့ကျွန်တော်တို့ကကြည့်ကြည့်ပါဦးပွင့်ထွက်လာတဲ့အနေထားမှာဒီ shape လေးကပွင့်လာတဲ့အနေထားမှာအလဲဆန်တာကိုဗဟုပြုတ်ပြီးတော့ပဲသူကဒါဒီလိုမျိုး shape လေးကဒါထွက်လာတဲ့ပုံစံမျိုး ဖြစ်နေတယ်ပေါ့နော်အဲ့ဒါမျိုးကျွန်တော်မလိုချင်ဘူးဘာလို့လဲဆိုတော့ဒီဘက်ဘေးကနေထွက်လာတဲ့ပုံစံမျိုးလှုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အန်ကာပွိုင်းကိုလာပြီးတော့ပန်ဘီဟိုင်းတူလေးယူမယ်အန်ကာပွိုင်းကိုလာပြီးတော့ control လေးဖိပြီးဒီဘက်တောင်းကိုလာပြီးတော့ကတ်လိုက်မယ်ပေါ့နော်အဲ့တော့အန်ကာပွိုင်းရှိတဲ့နေရာကနေပြီးသူဒီပွင့်မှာဖြစ်ပါတယ်အဲ့တော့ဒီကောက်ကို scale လေးကို key frame တစ်ချက်ပေးလိုက်မယ်ဒီမှာ나이ပုံစံလေးကိုကျွန်တော်တစ်ချက်ချလိုက်မယ်ဆိုလို့ရှိရင်သူဒီအပြောင်လေးဖြစ်သွားပြီးတော့ကျွန်တော်တို့ကဒီမှာအဲဒါ key frame လေးတစ်ခုဒါဝင်သွားတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီ indicator ကို order လေးဖိပြီးတော့အချုံချေလှုပ်လို့ရတယ် ယ်ဗောနော်ဒီမှာဆိုလို့ရှိရင်0ဒီမှာဆိုလို့ရှိရင်ဒါ10စက္ကန့်ဗောနော်ဒီရှေ့ရကောက်ကျွန်တော်တို့က0ဗောနော်ပြီးရင်10စက္ကန့်ရောက်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင်သူ့ကိုတရားထားလိုက်မယ်ဒါဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဒီ shape layer ဒီ bevel ချမ်းနေပြီးညဘက်အချိန်ကိုပွင့်လာတဲ့ပုံစံမျိုးလေးတစ်ခုရပါသေးဗောနော်အများအားမှတ်တာပါကျွန်တော်တို့က animation လုပ်တယ်ဆိုလို့ရှိရင်ဘတော်မှာဒီလိုမျိုး linear ကြီးမထားပါနဲ့ဒီ ID keyframe ကိုကျွန်တော်က linear keyframe လို့ခေါ်တယ်ဗောနော်ဘာမှကျွန်တော်တို့က adjust လုပ်ထားခြင်းမျိုးမရှိသေးဘူးကိုလိုချင်းတဲ့လိုပုံစံမျိုး adjust လုပ်ဖို့အတွက်ကိုကျွန်တော်တို့ကဒါ easy ease လုပ်ပေးရတယ်ဗောနော်အဲ့တော့ easy ease လုပ်ဖို့ကကြတော့လွယ်ပါတယ် keyboard ကနေပြီး F9 နှိပ်လဲလို့ရတယ် laptop သမားလေးဆိုရင်တော့ Fn နဲ့ F9 ကိုတွဲနှိပ်လို့ရတယ်တကယ်လို့နှိပ်လို့အဆင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော်တို့က keyframe တွေကို select ပေးရမယ် right click နှိပ်ပြီးွားလို့ရှိရင် keyframe assistant လေးရနေပြီးတော့ကျွန်တော်တို့ဒီမှာ easy ease ဆိုတာလာပြီးနှိပ်ပြီးလို့ရတယ်ဗောနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ easy ease ဖြစ်သွားပြီသူဒီကျွန်တော်တို့ကဒါသဲနာရီပုံစံမျိုးလေးတစ်ချက်ပြောင်းသွားပြီဗောနော်ပထမကလို linear မျိုးမဟုတ်တော့ဘူးအဲ့တော့ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ကို select ပေးလိုက်မယ် select ပေးပြီးွားလို့ရှိရင် grad ထဲကိုလာပြီးတော့ဝင်မယ်ဗောနော် grad ထဲကိုဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရွေးချယ်တဲ့နှစ်မျိုးရှိပါတယ်ကိုက bar grad ကိုသုံးပါလေဗောနော်အဲ့တော့ value grad ရှိရဲဒီမှာဆိုလို့ရှိရင်ကျွန်တော် speak grad ရှိရဲဗောနော်အဲ့တော့ကျွန်တော်ကတော့ဒါ speak grad လေးကိုပဲတစ်ချက် သုံးလိုက်မယ်ပေါ့နော် speaker တစ်ချက်သုံးလိုက်မယ်အဲ့တော့ဒီ area ကိုလုံးသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဆက်လက်ပေးဖို့လိုပါတယ်ဒီမှာကျွန်တော်တို့ကမလုပ်မလဲဆိုတော့ဒီ shape layer လေးကိုတစ်ချက် ဒီလိုမျိုးလေးဆွဲလိုက်မယ်ဒီ shape layer ကိုဒီလိုမျိုးလေးတစ်ချက်ဆွဲလိုက်မယ်ဒီ grid ဒီဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ဆက်ဆောက်အုပ်စုမှာနှေးပြီးတော့ကျွန်တော်တို့ကအလဲရောက်လို့ရှိရင်သူဒီမြန်သွားမယ်ပေါ့နော်ပြီးရင်သူဒီ animation စုံးတဲ့ချိန်ကြလို့ရှိရင်ပြန်ပြီးတော့ဒါနှေးသွားမယ်ပေါ့နော်ဒီလိုပုံစံမျိုးကိုဒါပြောချင်တာအဲ့တော့ grid တွေဘာတွေဖန်တီးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအများတန်းဒီလိုတသမတ်ထဲကြီးဒါလုပ်နေလို့မရပါဘူးဘာလို့လဲဆိုတော့ YouTube မှာကျွန်တော်တို့ကသွားကြည့်ရဆိုလို့ရှိလို့ရှိရင် grid တွေကိုဒီလိုမျိုးတသမတ်ထဲကြီးလုပ်နေတာများတယ်ပေါ့နော်ဒါကတော့သူတို့ကဒီလိုပုံစံမျိုးလုပ်ချင်လို့ဖန်တီးတာဖြစ်တယ်ကိုယ့်အနေနဲ့တော့ဒါ professional အချက် ြ motion graphic ကိုသွားကျင်နေဆိုလို့ရှိရင်တော့ဒီ graph ရဲ့အလုံးလုံးပုံတွေကိုသိချအသေးစိတ်ကကနနကျွန်တော်တို့သိထားဖို့လိုအပ်ပါတယ်အဲ့တော့ဘာလို့မလဲဆိုလို့ရှိရင်ကျွန်တော်တို့လောလောဆယ်ဒီတိုင်းပဲတစ်ချက်ထားလိုက်မယ်ပေါ့နော်သာသာဥဒမာကျွန်တော်တို့ကဒါ၄နေရနေပြီးတော့ဒါအလယ်မှာမြန်လာတယ်ပြီးရင်သူဒီပြန်ပြီးတော့ဒါနေသွားတယ်ဒီလိုပုံစံမျိုးလေးတစ်ချက်ဒါဖန်တီးလိုက်တယ်ပေါ့နော်โอเคပြီးရင်ကျွန်တော် graph ကိုပြန်ပြီးပိတ်လိုက်မယ် ါဆိုလို့ရှိရင် animation တွေလိုပုံစံမျိုးလေးတစ်ချက်ရပါပြီเนาะပြီးွားရင်ကျွန်တော်ဘာလုပ်ချင်လဲဆိုတော့ဒီ text ကို animation လေးလာပြီးတော့ပေးมาရမယ်ဒီတိုင်းရက်သိပ်ပြီးတော့ဒါအဆင်မပြေဘူးဗောနော်အဆင်မပြေဘူးဆိုတော့ကျွန်တော် animation လေးတစ်ချက်ပေးမယ်ပြီးရင်ကျွန်တော်ကဒီ text အယောင်လေးကိုပါတစ်ချက်ပြောင်းညင်သေးရေဗောနော်အဲ့တော့ဒီလိုပုံစံမျိုးလေးကျွန်တော်တစ်ချက်ဖန်တီးလိုက်တယ်ဗောနော် text animation စပြီးတော့ဖန်တီးမယ်အဲ့တော့ text animation technique ပါကျွန်တော်တစ်ခါရဲပြပြပေးမယ်ဗောနော် text animation တခုဖန်တီးမယ်ဆိုလို့ရှိရင်ကျွန်တော်က preset တွေကိုသိပ်ပြီးတော့အားမကိုပါနဲ့ကိုယ့်ဘာကိုဖန်တီးတဲ့အောင်အရင်ဆုံးလေ့ကျင့်ပါကိုကျွမ်းကျင်သွားပြီဆိုတော့မှကျွန်တော်ကဒါ preset တွေ ီကိုအားကိုးပြီးတော့အလုပ်လုပ်လို့ရတယ်ဗောနော်အဲ့တော့သူ့ကိုကျွန်တော်တို့ကဒါဖွင့်ချလိုက်မယ်ပြီးွားရင်ဘာလဲဆိုတော့ animate ထဲကနေပြီးတော့ကိုကြိုက်တာနဲ့ဒါရွေးချယ်ပြီးတော့အသုံးပြုလို့ရတယ်ဗောနော်အဲ့တော့ကျွန်တော်တို့ဒီမှာ position လေးကိုတစ်ချက်ရွေးလိုက်မယ်ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါအောက်ကနေပြီးတော့အပေါ်တက်လာတဲ့ပုံစံမျိုးလေးတစ်ချက်ရွေးချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ position ကိုအောက်ကိုအရင်ဆုံးရွှေ့ချထားလိုက်မယ်ဗောနော်ကိုကအောက်ကနေအပေါ်တက်ချင်တယ်ဆိုလို့ရှိရင် position ကိုအောက်ကိုရွှေ့လိုက်မယ်အပေါ်ကနေအောက်ဆင်းချင်တယ်ဆိုရင်တော့ position ကိုအပေါ်ကိုတင်ထားလိုက်မယ်ဒါကတော့ကိုကြိုက်တာကို choice လုပ်လို့ရတယ်အဲ့တော့ position ကျွန်တော်အောက်ကိုတစ်ချက်ရွှေ့လိုက်မယ်ပြ ြီးရင်ကျွန်တော်တို့က add ထဲကနေပြီးတော့ property property တွေကနေမှ opacity လေးပါထပ်ပြီးတော့ထည့်လိုက်မယ်။ဘာလို့လဲဆိုတော့ animation ရဆက်ဆောက်ဥပဒေမှာကျွန်တော်တို့ကဒီလိုမျိုးကြီးပေါ်နေလို့မရအောင်ပျောက်ရွာကနေပေါ်လာတဲ့ပုံစံမျိုးလေးသွားရမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကို opacity ထပ်ထည့်လိုက်တယ်။ပြီးရင် opacity ကို0တခါတည်း short ချထားလိုက်တယ်ပေါ့နော်။ Okay test animation ဖန်တီးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကခေါ်ထားတဲ့အရာတွေအကုန်လုံးကို keyframe လုံးဝမပေးပါဘူး။ ray selector ကိုဖြန့်ချလိုက်မယ်။ stack ကိုပဲကျွန်တော်တို့ကစပြီးတော့ animation ပေးပါမယ်။ stack ကို keyframe လေးတစ်ချက်ပေးလိုက်မယ်။တစ်စက္ကန့်ရောက်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့ကသူ့ကိုတရားထားလိုက်တယ်ဆို လို့ရှိရင်အောက်ကနေပြီးတော့အပေါ်တက်လာတဲ့ပုံစံမျိုးလေးကျွန်တော်တို့ကရသွားပြီဗောနော်ဒါပေမဲ့လို့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အောက်ကနေအပေါ်တက်လာတာတော့မှန်တယ်တလုံးချင်းစီတက်နေတယ်ဗောနော်အဲ့ဒါယူကကြိုက်တယ်ဆိုရင်တော့အိုက်တိုင်းထားလို့ရတယ်ဒါပေမဲ့တလုံးချင်းစီမတက်ချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလဲဆိုတော့ advance ထဲမှာသွားပြီးတော့ပြင်လို့ရပါတယ် race letter ကိုဖွင့်မယ်ပြင် advance ထဲမှာသွားပြီးတော့ကျွန်တော်တို့ကပြင်လို့ရတယ်အဲ့တော့အများကြီးတွေ့လိမ့်မယ်ကျွန်တော်တို့ကောင်းနေထည့်စီရကျွန်တော်တို့သိမလို့ base on နဲ့ရနေပြီးတော့ character ဖြစ်နေတာကို warp ပြောင်းလိုက်တယ်ဆိုလို့ရှိရင်သူဒီစကလုံးတလုံးစီဗောနော်ဒီမှာဆို motion တစ်ခု graphic တစ်ခုဒါဒီစကလုံး ုံးတစ်လုံးစီသူ့အနေနဲ့ဒါတက်လာတယ် โอเคဒီလိုမျိုးတက်လာတယ်ပြီးလို့ရှိရင် line ပြောင်းလိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစာကြောင်းတစ်ကြောင်းလုံးတက်လာတယ်ဗောနော်ဒီလိုပုံစံမျိုးဖြစ်မယ်နှစ်ကြောင်းရိုက်ထားရင်ကျွန်တော်တို့ကဒါနှစ်ကြောင်းအနေနဲ့ဒါတက်လာလိမ့်မယ်ဗောနော်အဲ့တော့ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါ wall လေးပဲတစ်ချက်ပြောင်းလာလိုက်မယ် easy ease လုပ်ပါမယ်ပြီးရင် grade ထဲဝင်ပြီးတော့ကျွန်တော် speed grade ကို step slow and slow လေးတစ်ချက်သွားလိုက်မယ်ဗောနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ animation ကဒီလိုပုံစံမျိုးလေးရပါပြီဗောနော်ဒါပေမဲ့လို့ဘာဖြစ်လဲဆိုတော့ animation ရဒီ shape အပြင်ယူထွက်နေတာကြီးကိုကျွန်တော်မလို့ကြည့်ဘူးဗောနော်အဲ့တော့ shape ထဲကိုကျွန်တော်တို့ကဒါ alpha ဖောက်မယ်ဗောနော် alpha ဖောက်မယ်ဆိုတော့တနည်းအားဖြင့်ကျွန်တော် clipping mask ဖောက်တဲ့သဘောမျိုးပဲ เนาะဒီ shape layer တွေကိုကျွန်တော်တို့ကထည့်လိုက်တာ shape layer ထဲမှာပဲသူကဖြစ်မယ်ဒီအပြင်တွေကိုကျွန်တော်တို့ကျွန်ထွက်မနေဘူးဗောနော်အဲ့တော့သူ့ကိုဖောက်ရှင်နေဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင် token switch လေးနဲ့ကျွန်တော်တို့က mode တစ်ချက်ပြောင်းပေးဖို့လိုတယ်ဒီ ਆ ဒီကျွန်တော်တို့က 3D တွေဘာတွေပေးတယ် motion blur တွေဘာတွေပေးတယ် adjustment layer တွေဘာတွေလုပ်တယ်ဒီ ਆ ဒီအဲ mode ဖြစ်တယ်ဗောနော်ကျွန်တော်အဲ့တော့ token switch လေးကိုတစ်ချက်ပြောင်းလိုက်မယ်ဆိုလို့ရှိရင်ဘာလဲဆိုတော့သူဒီဒီမှာ track make ဆိုတာလေးတစ်ချက်ပေါ်လာပြီဗောနော်ကျွန်တော်တို့ရဲ့စာကြီးကို shape layer တွေကိုထည့်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့စာဒီအပေါ်ဆုံးမှာရှိရမယ် ျွန်တော်တို့ထည့်မဲ့အရာတွေအပေါ်ဆုံးမှာရှိရမယ်နော်ဒီစာလီယာကိုဆက်လက်တစ်ချက်ပေးထားလိုက်မယ်ပြီးွားရင် track mate ထဲကနေပြီးတော့ဒီအရာကိုလာပြီးတော့ဒီ cube ပုံစံလေးကိုလာပြီးတော့ shape လေးအရာကိုထောက်လိုက်တယ်ဆိုလို့ရှိရင်သူဒီ ever ဖောက်သွားပြီပဲဖြစ်ပါတယ်အဲ့တော့ဒီမှာသူက shape layer ရှိတဲ့အတိုင်းပဲကျွန်တော်တို့ကဒါ animation အနေနဲ့ဒါပေါ်လာမယ်ပေါ့နော် ever ဖောက်လိုက်ပြီဆိုလို့ရှိရင်ဒါ shape layer ရေပျောက်သွားတယ်အဲ့တော့သူ့ကိုပြန်ဖော်ချင်တော့မျက်လုံးလေးတစ်ချက်ပြန်ဖွင့်လိုက်လို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီလိုပုံစံမျိုးလေးရပါပြီအဲ့တော့ ever မဖောက်ခင်မှာတော့ကျွန်တော်တို့ကဒီဘေးနားဟာရေကျွန်ထွက်နေတယ် ever ဖောက်ပြီးတဲ့အချိန်မှာတော့သူက shape layer ထဲမှာပဲရှိနေတယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ after effect နဲ့ပတ်သက်ပြီးတော့ basic လေးဒါနားလည်သွားပြီလို့ထင်တယ်ပေါ့နော်အဲ့တော့ကိုယ်အနေနဲ့ substrate လောက်ချင်တဲ့အခါမျိုးမှာဖြစ်ဖြစ် after effect နဲ့ပတ်သက်ပြီးတော့ကျွန်တော်က interface base လေးကိုနည်းနည်းလေးရင်းနှီးသွားပြီဆိုလို့ရှိရင်ဒါ self study လုပ်ပြီးတော့ကိုယ့်ဘက်ကိုဒါပြန်ပြီးတော့လေ့ကျင့်ဖို့လိုတယ်ဗောနော်ဆက်ဆောက်အောင်ဆို beginner အနေနဲ့လေ့ကျင့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က tools တွေကိုဘယ်မှာထားမှမသိသေးတာဖြစ်တဲ့အတွက်ကြောင့်မို့နည်းနည်းလေးဒါအသားကျကျမှကြာမယ်လောက်တာနှေးနေလိမ့်မယ်ဗောနော်အဲ့တော့ကိုယ့်အနေနဲ့ဒါမြ мян လေးလုပ်နိုင်အောင်လို့တေချာလေးလေ့ကျင့်သွားမယ်ဆိုလို့ရှိရင်တော့တော်တော်လေးဒါအဆင်ပြေသွားလိမ့်မယ်ဗောနော်အဲ့တော့ကျွန်တော် motion graphic နဲ့ပတ်သက်ပြီးတော့နောက်ထပ်ဗီဒီယိုတွေမျှဝေသားဖို့ရှိပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့မယ်